ပြာခါကိုတွေ့ရခါမှာနှုတ်ဆက်တဲ့ခါမှာ how are you ဆိုပြီးလာပြီးတော့မိတယ်အဲ့ခါကျလို့ရှင် i am fine ဆိုပြီးတော့ပြန်ပြောနေလို့မဲလားဒါဆိုလို့ရှင်ရောအရန်ကိုယူရဲပေါ့နော်သောသောဆိုင်တဆိုင်နေဝင်သွားတဲ့အခါမှာစပွဲတို့တယောက်ကနေပြီးတော့ကို How are you လို့မေးလိုက်တဲ့အခါမှာ I am fine ဆိုပြီးပြန်ပြီးပြောလိုက်တဲ့အခါမှာအရန်ပြေမှုကောင်းတဲ့ဒီအဖြေရပါတော့လူတိုင်းကလည်းဒီတိုင်းပဲပြောနေရတဲ့အတွက်ကြောင့်စိတ်ယုတ်တယုတ်နေတာကိုသူတွေ့ Hello everyone, this is Show English English Channel. ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးရမှာပြောပြပေးမယ့်အကြောင်းအရာကတော့တယောက်က how are you လို့လာမေးတဲ့အခါမှာ I am fine ဆိုပြီးတော့ဖြေတဲ့အစားပေါ့နော်။ဘယ်လိုဖြေလို့ရလဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ This one. ပထမဆုံးတစ်ခုဗာပြန်ပြောလို့ရလဲဆိုလို့ရှင် I'm doing great. I'm doing great. I'm doing great. အတိတ်ပဲရတော့ငါနေကောင်းပါတယ်။ငါကောင်းကောင်းမွန်မွန်ရှိနေပါတယ်ဆိုတဲ့သဘောပေါ့။နေကောင်းလား how are you လာမေးလိုက်တဲ့အခါမှာ I'm doing great. စင်ပြေပါတယ်။ Great ပေါ့။ Okay ပါတယ်ဆိုတဲ့သဘောလေးဖြစ်ပါတယ်။ ။နောက်တစ်ခုကကြတော့ပါလဲဆိုလို့ရှိရင် not bad thanks um nikola how are you me like that comma not bad um yano so bao thanks me ye twat chang jesus tin mare nikola um yano so bao me ye twat chang jesus tin mare di tabon myo le phin pyo chin na bo no da so yin not bad thanks not bad thanks not bad thanks dilo le phin pyo lo ya ba de naw twat ko a jar lo pyo lo ya le so lo shin pretty good how about you phin pyo lo ya ba no pretty good so နေကောင်းလားဘယ်လိုလဲလို့မေးလိုက်တဲ့အခါမှာ pretty good อืมတော်တော်ကြီးကောင်းပါတယ် how about you နေအောင်ဆိုပြီးပြန်ပြောလိုက်တာပေါ့နော်อืมငါနေတော်တော် ကောင်းပါတယ်ဒါနဲ့နေအောင်ဒီသဘောမျိုးလေးပြန်ပြောလိုက်တာပေါ့နော်ဆိုတော့ဘယ်လိုပြောလို့ရလဲဆိုရင် pretty good how about you pretty good how about you ဆိုပြီးတော့ပြောလို့ရပါတယ် okay ဆိုတော့နောက်တစ်ခုကကြတော့ဘာပြောလို့ရလဲဆိုလို့ရှင် i've been better ဆိုတော့အတိအပြေကတော့ how are you ဆိုတော့ဘယ်လိုလဲအချိန်လေးဘယ်လိုလဲနေကောင်းလားမေးလိုက်တဲ့အခါမှာ i've been better အမ်နည်းနည်းတော့ပိုကောင်းလာပါတယ်ဒီသဘောမျိုးလေးပြောရပါတော့အထူးသဖြင့်တငယ်ချင်းတွေပေါ့ပြီးခဲ့တဲ့အပတ်ကထားလိုက်ပါတော့음နေသိမ့်မကောင်းဘောเนาะစိတ်လေသိအခြေအနေမကောင်းဘူးအဆင်မပြေဘူးအဲ့ဒီအချိန်မှာအဲ့တငယ်ချင်းတွေကိုနေကတွေ့ထားရပါတော့เนาะဆိုတော့ဖုတ်တငယ်ချင်းကကိုနေမကောင်းတော့သိထားတယ်အဲ့ဒါကိုပြန်တွေ့ရခါမှမေးရခုအခြေအနေဘယ်လိုလဲဆိုရင်음နည်းနည်းလေးတော့ကောင်းလာပါပြီဒီသဘောမျိုးလေးပြောချင်တယ်ဆိုရင် I've been better I've been better ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ဗာပြောလို့ရလဲဆိုလို့ရှင် how are you ချင်းနေဘလိုလဲနေကောင်းလားမေးရခါမှာ can't complain can't complain can't complain ပြောလို့ရတယ်ပေါ့နော်အတိတ်တွေကတော့ပါလဲဆိုလို့ရှိရင်ဟွန်းဒီလိုပါပဲစဉ်းပြေးပါတယ်ဒီသဘောမျိုးလေးပြောတာပေါ့နော်အဲဆိုလို့ရှိရင် can't complain လို့ပြောလို့ရပါတယ် So ဒီနေ့ဒီဗီဒီယိုလေးရဲ့မှာမျှဝေပေးခဲ့တာကတော့ how are you လို့တရားရောက်ကမေးတဲ့အခါမှာ i am fine ပဲပြောတဲ့အခါကြလို့ရှိရင်အရင်ရိုးတယ်ပေါ့နော်ဆိုတော့အဲ့အစားဘယ်လိုပြောလို့ရလဲဆိုတာလေးကို၅မျိုးမျှဝေပေးခဲ့တာဖြစ်တယ်ပေါ့နော် တော့ဒီနေရာမှာအရေးအကြီးဆုံးကတော့အဓိကအပြင်ပြောရတဲ့ခါမှာပေါ့နော်စကားပြောဖြစ်တဲ့အတွက်ကြောင့်စာဖတ်တလူကြီးတွေမဖြစ်ဖို့အတွက်အထူးကြိုးစားပေးပါဥမာအပြင်တယောက်က how are you ဆိုတဲ့ခါမှာ you are speaking ကျင့်တဲ့ခါမှာလေ i am doing great not bad thanks ဒါကြီးအရင်စာဖတ်တဲ့ပုံစံမျိုးကြီးပေါက်တယ်ပေါ့နော် ဆိုတော့လေ့ကျင့်တဲ့နေရာမှာကိုကတကက်စကပြောလေးလေးသိန်းတွေကိုဒီယူဆိုင်ပြီးတော့တည်တည်ချာလေးလိုက်ပြောပါစာဖတ်တဲ့ပုံစံကြီးမပေါက်စီနေပါတော့လေ့ကျင့်ကလေးက I'm doing great I'm doing great I'm doing great no အလိုမလိုပါနဲ့ I'm doing great I'm doing great ကျမတို့ကတကယ်အပြစ်မှာစကားပြောတဲ့ပုံစံမျိုးလေးကိုပြောစီချင်ပါတယ်ဆိုတော့ဒီငါးမျိုးလေးကိုကျမပြန်ပြီးတော့ပြောပြပေးပါမယ် I'm doing great not bad thanks pretty good how about you I've been better ဒါတော့ ျမတို့ဒီနည်းနည်းလေးအရှိမပါဗောနော်ခစားချက်လေးအနေငယ်ကြာဆင်းနေတဲ့ချိန်ပေါ့ပြန်ကောင်းလာရင်ပြောလို့ရတာဗောနော်နောက်တစ်ခုကတော့ can complain ဖြစ်ပါတယ်မြန်မြန်လေးချင်းမှာလိုက်ပြောကြည့်ပါစာဖတ်တယ်လို့မဖြစ်ပါသေးနဲ့အတန်တိုင်းဆုံးစကားပြောနဲ့တူအောင်လေ့ကျင့်ကြည့်ပါဆက်ဆက်ရအောင်အစဉ်ပြေပါစီဒါဆိုတော့ကျမတို့ဒီနေ့ဒီဗီဒီယိုလေးကဒီလောက်ပါပဲကျမတို့ next video မှာထပ်ပြီးတော့တွေ့ပါမယ် bye for now see you in the next video bye bye